မင်္ဂလာပါဖန်တီရှင်ဒေစီယူကျူးရှင်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့အသေးကွေးနေတဲ့လူတွေအတွဲစကားလက်ဆောင်ပေးဖြစ်ပါတယ်လွန်ခဲ့တဲ့တရက်နှစ်ရက်ကကောင်းလေးတယောက်ကဒေစီစီကို message တွေလာပို့တယ်အဲ့ဒီ message ထဲမှာသူ့ရဲ့ချစ်သူကတဲ့သူ့ကိုထားပြီးနောက်တယောက်နဲ့တွေးသွားတယ်အဲ့ဒီတော့သူ့စိတ်ထဲမှာအရင်ခံစားရလို့ဆရာမကြီးကူညီပါအောင်ဆိုပြီး message တစ်စောင်ရောက်လာတယ် ဒီစီကတော့တက်သလောက်မဲ့သလောက်သူ့ကို reply တွေပြင်ပြီး message တွေပြန်ပို့ခဲ့ပါတယ်။သူ့ရဲ့ message တွေကိုအကြောင်းပြုပြီးဒီစီကဒီ video ကိုပြုလုပ်ပေးတာဖြစ်ပါတယ်။အခုလေဒီဗီဒီယိုအထင်းမှာဒီစီနားလေတလောက်သိတလောက်မှတ်တလောက်ကို အသေးကွင်းနေတဲ့လူတွေအတွက် စကားလက်ဆောင်တွေအားပေးစကားတွေပြောပေးသွားမှာဖြစ်ပါတယ်အသေးကွင်းနေတဲ့လူတွေအများစုဟာကိုကထားခိခင်ရလို့ပဲဖြစ်တယ် ကိုယ့်ရဲ့တဖက်လူကနောက်တစ်ယောက်နဲ့တွေးသွားလို့ပဲဖြစ်ဖြစ်နောက်တစ်ယောက်မရှိတာပဲဖြစ်ဖြစ်ကိုဟာထားခိခင်ရလို့ပဲအဲ့ဒီလိုထားခိခင်ရတဲ့အခါကိုဟာတင်ဖို့မရှိတဲ့လူတယောက်လိုခံစားကြရတယ်။ဝင်းနေတွေစိတ်ပင်ပန်းတွေတောကားတွေရောက်တွေဒေါသတွေဖြစ်ရတယ်။ဒါအပြင်မခင်ရှင်တဲ့စိတ်တွေတွေအများကြီးဖြစ်ကြရတယ်။တချို့တလေတွေဆိုရင်ဒီကိစ္စအပေါ်မှာဆိုးဆိုးဝါးတုံ့ပြန်တဲ့အခါကိုပဲအမှားတွေဖြစ်သွားကြရတယ်။ ဒီလိုစိတ်မကောင်းစရာကိစ္စတွေနဲ့ကြုံတွေ့လာရတဲ့အခါမိမိကိုယ်ကိုမိမိထိန်းချုပ်နိုင်ဖို့မိမိကိုယ်ကိုမိမိကင်တွင်နိုင်ဖို့တော့အရေးကြီးပါတယ်။ထားခိခင်ရတဲ့အခါမိမိကိုယ်ကိုမိမိဘလို့ထိန်းချုပ်ကင်တွင်မလဲဆိုတာကိုဒီဗီဒီယိုထဲမှာအဆင့်နှဆင့်အနေနဲ့ပြောပြသွားမှာဖြစ်ပါတယ်။ပထမအဆင့်ကတော့အခုလက်တလောအရှိအနေမှာမိမိကိုကိုမိမိဘလို့ပြင်လီတိဆောက်ရမလဲဘလို့နေထိုင်မလဲဆိုတဲ့အကြောင်းပဲဖြစ်တယ် ထားခိခင်ရတဲ့လူအများစုဟာတစ်ဖက်လူကိုမေ့ပြောက်ဖို့တော်တော်ခက်ခက်ခိခိစ조사ရပါတယ်တစ်ဖက်လူကိုအမြင့်တဲ့တသသတွေးနေမိတဲ့တည်းတခါတလေနာကျင်မှုတွေကိုခံစားနေရပေမယ့်တခါတလေတော့လွင်ဆွေတင်တာမိတာတွေဖြစ်ပါလိမ့်မယ် ။ဘာဖြစ်ဖြစ်သူ့အကြောင်းကိုအချိန်ပြည့်တွေးတောစဉ်းစားနေမိပါလိမ့်မယ်။အဲ့ဒီအချိန်မှာခင်စားရတဲ့ခင်စားချက်တွေဟာကောင်းမွန်တဲ့ခင်စားချက်တွေမဟုတ်ပါဘူး။အပြုသဘောမဆောင်တဲ့ negative ခင်စားချက်တွေပဲဖြစ်ပေါ်လာပါလိမ့်မယ်။မိတ်ဆွေအားဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင်ဒေးစီအနေနဲ့အကျင့်ပေးရှင်တာကတခြားရှူတောင်းတစ်ဖက်ကလှေလို့တွေးစီရှင်းပါလေဒီလိုဖြစ်နေရတယ်ဆိုတာကလေသူ့ကိုလိုရှင်တော့ပဲမဟုတ်ဘူးလား လိုရှင်တဲ့ပုံစံတွေကလည်းအမျိုးမျိုးရှိနိုင်တယ်တချို့ကတော့အနည်းအနားလေးမှနေရရင်ပြီးကျေနေပြီးသူနဲ့စကားပြောဖို့ရတယ်နှုတ်ဆက်ဖို့ရတယ်သူစီကဂရုစိတ်မှုလေးတွေရရင်ပြီးကျေနေပြီးတချို့ကြပြန်တော်လေးသူနဲ့အတူလက်ထဲပြီးရင်တစ်သက်လုံးအတူတကွာနေရှင်တယ်အဲ့ဒီလိုပုံစံမျိုးလိုရှင်တဲ့ပုံစံတွေတော့အမျိုးမျိုးရှိကောင်းရှိပါလိမ့်မယ်ဒီနေရာမှာတခြားတစ်ဖက်ကိုလှီးပြီးတွေးမိဆိုတာကဥပမာအားဖြင့်မိ쇠ဟာကိုမချစ်မနှစ်သက်တဲ့လူတစ်ယောက်နဲ့အတူတူကနေထိုင်ရတယ်ဆိုပါစို့ အဲ့ဒီမချစ်မနှစ်တဲ့တဲ့သူကမိတ်ဆွေကိုထားသွားမိဆိုရင်မိတ်ဆွေကအယဉ်ပြော်မှာပဲလေအခုလေကိုကိုတစုံတယောက်က ထားသွားတယ်ဆိုတာကသူဟာ စိတ်မမှန်တဲ့လူတယောက်အနေနဲ့ပဲစဉ်းစားလိုက်ဘာဖြစ်လို့လဲဆိုရင်စိတ်မှန်တဲ့လူတွေဆိုတာက အစကတည်းကမချစ်ခင်ကတည်းကဒီလူကို ထားသွားရှင်တယ်ဆိုရင်အစကတည်းကမချစ်ပါဘူးလူကောင်းတွေဟာသူတို့မချစ်နိုင်တဲ့လူတယောက်ရဲ့စိတ်ခင်စားချက်ကိုမကစားဘူးမပလီဘူး ဒါကြောင့်သူတို့မချစ်နိုင်ဘူးဆိုရင်အစကတည်းကစောစောစီးစီး relationship ဆိုတာဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်ကိုယ့်ကိုထားသွားတယ်ဆိုကတည်းကဒီလူဟာစိတ်မဲတဲ့လူတယောက်မဟုတ်ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပါ။အဲ့ဒီလိုစိတ်မမဲတဲ့လူတယောက်ကကိုယ့်ကိုထားသွားတယ်ဆိုတာကိုယ့်အတွက်ပျော်စရာပေးတယ်။ဒါကတော့ပထမအချက်အနေနဲ့တခြားတစ်ဖက်ကလှည့်တွေးဖို့ပြောပြတာပါ။ဒါပေမဲ့လေတချို့တလေတွေကစိတ်ခင်စားချက်တွေအရင်ပြင်းထန်ပြီးသွားလေးဒီစိတ်စားလေးဒီစိတ်ဖြစ်နေတယ်ကြတယ် ဒီတော့စိတ်ကိုလျှော့ပါလို့ပဲဒေးစီကပြောရှင်ပါတယ်။တဖက်လူနဲ့ပတ်သက်ပြီးစိတ်ခင်စားချက်တွေပြင်းထန်နေပြီဆိုရင် အသက်ကိုလေးလေးနဲ့နဲ့ရှုလိုက်ပါ။ပြီးရင်အခုအချိန်မှာငါရဲ့အရှိအနေတွေပုံမှန်ကောင်းဝင်လာပြီဆိုပြီးတော့မိမိကိုယ်ကိုရွက်ဆိုလိုက်ပါ။ဒီတော့အသင်းခွေးယောဂါကိုဟီးလင်းလုပ်ရတာကတော့အချိန်အနည်းနဲ့အများတို့ကြားတဲ့ပါတယ်။အဲ့ဒါကိုသိခင်ဖို့လိုအပ်ပါတယ်။ဒီလိုအရှိန်နေမျိုးမှာစိတ်ထဲကြာနေပြီးရင်အဲ့ရထဲမှာအမြဲတမ်းမနေပါနဲ့ ို့အတွက်အရှင်နေမကောင်းတဲ့အခါငိုစရာရှိရင်လေငိုပလိုက်ပါလွတ်လက်လက်လက်ငိုလို့ရပါတယ်။ဒါပေမဲ့ဓာရီကိုတော့အချိန်အကြာကြီးမခင်စားစီရှင်ပါဘူး။ဒါကြောင့်ဒီလိုအရှင်နေမျိုးကြုံရပြီဆိုရင်အဲ့ဟာထိမှပဲအမြင်တဲ့နေတာမျိုးအိမ်ထိမှပဲအမြင်တဲ့နေတာမျိုးပြုတ်လို့မနေပါနဲ့။ကို့အနေနဲ့သွားစရာရှိတာကိုသွားပါ၊စားစရာရှိတာကိုစားပါ၊လုံစရာရှိတာတွေကိုပြုတ်လို့ပါ။ဘာဖြစ်လို့လဲဆိုရင် ကိုဟာတစ်ဖက်လူရဲ့ချစ်ချင်းမေတ္တာကိုမရရှိပေမဲ့ မိษွေကိုချစ်နေတဲ့တငေချင်းအပေါင်းအသင်းတွေရှိတယ်။မိษွေကိုချစ်နေတဲ့မိသားစုတွေရှိတယ်။မိษွေကိုချစ်နေတဲ့ဆွေမျိုးတွေရှိပါတယ်။ကိုဟာတစ်ဖက်လူရဲ့လိုရှင်ရှင်းကိုမရရှိပေမယ့်မိษွေကိုလိုရှင်နေတဲ့လူတွေရှိပါသေးတယ်။ဥပမာဆိုပါစို့မိษွေဟာကိုရဲ့အလုတ်အကင် အထေးမှာအကိုအထက်ကအရာရှိရဲ့အာကွန်အားထားရတဲ့လူတယောက်ဖြစ်နေတယ်ဆိုရင်အထက်အရာရှိကမိษွေကိုလိုရှင်ပါပဲကိုရဲ့မိသားစုထေးမှလေမိษွေဟာ ကိုမိသားစုမိဖတွေရဲ့အာကိုအထားရတဲ့လူတယောက်ဖြစ်နေတယ်ဆိုရင် မိษွေကို လိုရှင်တဲ့မိသားစုတွေက ရှိနေမှာပဲတကယ်တော့မိษွေဟာကိုယ့်ရဲ့မိသားစုမှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်အရင်ကိုအာကိုအထားမရတဲ့လူတယောက်ဖြစ်နေခဲ့တယ်ဆိုရင်တောင်မှမိษွေကိုချစ်ခင်တဲ့လူတွေကလိုရှင်နေအောင်မှာပဲဒီတော့မိษွေဟာတခြားသူတွေရဲ့ချစ်ခင်မှုကိုရတဲ့သူတခြားသူတွေရဲ့လူရှင်မှုကိုရတဲ့သူအဖြစ်မိမိကိုယ်ကိုတော့အသိအမဲ့ပြုဖို့တော့လိုပါတယ် ဒါပေမဲ့မိษွေကနောက်တစ်မျိုးအနေနဲ့စဉ်းစားကောင်းစဉ်းစားလိမ့်မယ်။အဲ့ဒီလိုစဉ်းစားတာကဘယ်လိုမျိုးဖြစ်နိုင်လဲဆိုရင်ငါကလုပ်ငန်းခွင်ကလူတွေ၊သင်ငင်ရှင်တွေရဲ့ချစ်ခင်မှုတွေ၊လိုချင်မှုတွေကိုရယူရှင်တာမဟုတ်ဘူး။မိသားစုတွေရဲ့လိုချင်မှုတွေ၊ချစ်ခင်မှုတွေကိုရယူရှင်တာမဟုတ်ဘူး။အဲ့ဒီအရာတွေကိုငါရရှိပိန်ဆိုင်ပြီးသားပဲဖြစ်နေတဲ့ငါလိုချင်တာကချစ်သူရည်စားတယောက်ရဲ့ချစ်ခင်မှု၊လိုချင်မှုကိုလိုချင်တာဖြစ်တယ်တော့စဉ်းစားကောင်းစဉ်းစားလိမ့်မယ်။ ဒါကားလေးဟုတ်နေပြီးရင်ကိုယ့်ရဲ့စိတ်ကို အလိုမကျဖြစ်စေပါလေဒီတော့ထားခင်ခင်ရတယ်ဆိုတာလောကကြီးမှာကိုတယောက်တည်းမဟုတ်ဘူးဆိုတာကိုတော့ပထမဦးဆုံးအနေနဲ့သိစေချင်ပါတယ်တခြားသူတွေလေထားခင်ခင်ရဖူးတဲ့လူတွေအများကြီးရှိပါသေးတယ်လူတော်တော်များများဟာကိုယ့်ရဲ့အခက်အခဲကိုမှအခက်အခဲလို့ထင်တယ်ကြတယ်ကိုယ့်ရဲ့ပြဿနာကိုမှပြဿနာလို့ထင်တယ်ကြပါတယ်လူတွေဟာသူ့ရဲ့အခက်အခဲနဲ့သူသူ့ရဲ့ပြဿနာတွေနဲ့သူရှိနေတယ်ကြပါတယ် ဒါကြောင့်ထားခိခင်အားတွေဆိုတာကလေတချို့သောသူတွေလူတော်တော်များများယဉ်ဆိုင်ရတဲ့လောကဒဏ်တစ်ခုအဖြစ်ခံယူတယ်ဖို့လေလိုအပ်ပါတယ်။ဒီကိစ္စတွေအတွက်တခြားသူရောအပြစ်မတင်စီရှင်ပါဘူး။ကိုယ့်ကိုထားသွားတဲ့သူမြင်ကိုယ့်ရဲ့အချစ်ရေးကို အနှောင့်အယှက်ဖြစ်တဲ့တတိယလူတွေကို အပြစ်မတင်ပါနဲ့။မိမိကိုယ်ကိုမိမိပြန်လေးတိဆောက်ဖို့ပဲတိုက်တွန်းပါတယ်။စိတ်တဲ့ကြပြီးရင်ဘာမှမလုံးမကင်နေမေဆိုရင်တော့အရှိအနေကပုံမဆိုးွားလာနိုင်ပါတယ် ဒါကြောင့်ပုံမဆိုးရတဲ့အခြေအနေတွေမဖြစ်လာစေဖို့ကို့အနေနဲ့စားစရာရှိတာစားသွားစရာရှိတာသွားပြုလုပ်စရာရှိတာတွေကို ပြုလုပ်ပါ။ဘာဖြစ်လို့လဲဆိုရင်ဆက်လက်ပြီးအသက်ရှင်နေအောင်မေမဟုတ်ဘူးလား။အဲ့ရထိမှတုံတုံနေပြီးငိုနေတော့အိမ်ထိကအိမ်ပြင်မထွက်ဘဲနဲ့နေတော့ဒီပြဿနာပြေလည်သွားမှာမဟုတ်တာ။အသေးကွေးနေတဲ့လက်တလုံးအခြေအနေမှာနေ့စဉ်နေ့တိုင်းပြုလုပ်ရမယ့်အရာတွေကိုပြောပြပါမယ်။ အဲ့ရထပြီဆိုတာနဲ့အလင်းရောင်ကောင်းဝင်စွာရရှိတဲ့နေရာကိုသွားပါအဲ့ဒီနေရာကိုရောက်တဲ့အခါအသက်ရှူလေ့ကျင့်ခန်းကိုလေ့ကျင့်ပါ လေကောင်းလေသေးရတဲ့နေရာမှာလေကိုဝအောင်ရှူချိုက်ပါ အသက်ကိုလေးလေးနဲ့နဲ့ရှူသွင်းရှူထုတ်ပြုလုပ်ပါဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ရှူသွင်းနေတဲ့လေထေးမှာကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့ဓာတ်တွေလေးအများကြီးပါဝင်ပါတယ်ပြီးရင်စိတ်ပိုင်းဆိုင်ရာအရှိအနေတွေကိုလေကြည်လင်တောက်ပစေတဲ့ဓာတ်တွေအများကြီးပါဝင်ပါတယ် အဲ့ဒီလိုလေကောင်းလေသင်းတွေကိုဝါအောင်ရှူပြီးရင်မိမိကိုယ်ကိုစကားတွေပြောပြပါငါဟာအခုအချိန်မှာအရင်ကထက်ပိုပြီးရင်အရှိအနေတွေကောင်းမွန်နေတယ်ငါရဲ့အရှိအနေတွေပိုမိုကောင်းမွန်လာပြီးငါဟာအရင်ကိုကင်ကောင်းလာနေပြီးစသည်ဖြင့်ကိုပြောရှင်တဲ့စကလုံးတွေကို ကောင်းမွန်တဲ့စကလုံးတွေကိုပေါ့နော်မိမိကိုယ်ကို ပြောပြပါပြီးရင်မိမိခင်နာကိုယ်ကိုတင်းတင်းပြင်းပြင်းနေပါဖြစ်နိုင်ရင်အလှဆင်းပါ ကိုယ့်ရဲ့ရုပ်ပိန်းဆိုင်ရာအခြေအနေပုံမလှပအောင်မိမိကိုယ်ကို ပြုလုပ်ပါကိုအနေနဲ့ငွေကြီးအင်အားတောင့်တင်းနေဆိုရင်ခင်မီတဲ့အဝဲအစားတွေဝေပြီးရင်မိမိကိုယ်ကိုပြင်ဆင်ပါတကယ်တော့ကို့အနေနဲ့မတက်နိုင်ဘူးဆိုရင်လည်းတက်နိုင်သလောက်တော့အကောင်းဆုံးဖြစ်အောင်မိမိကိုယ်ကိုပြုလုပ်ပြင်ဆင်နေထိုင်ရမှာဖြစ်တယ်စိတ်ထဲကြပြီးရင်မိမိခန္ဓာကိုယ်ကိုညစ်ပက်အောင်နေရှင်းကရှောင်ကြဉ်ဖို့တော့လိုအပ်ပါတယ် လှဆင်းမေအမွှေးနေသားတွေသုံးမေမိမိကိုကိုပုံမအကောင်းဆုံးဖြစ်အောင်ကိုကိုကိုစိတ်ချမ်းသာအောင်နေဖို့တော့လိုအပ်ပါတယ်။မြင်ကိုရဲ့ကျင်းမာရေးအတွက်လိချင်းခင်လှုပ်တာတွေယောဂကျင့်တာတွေစသဖြင့်ပေါ့နော်ကိုအတွက်အဆင်ပြေတဲ့လိချင်းခင်တွေကိုပြုလုပ်ပါဟုတ်ပြီဒါဆိုရင်ကိုယ့်ရဲ့တနစ်တာအတွက်အလုပ်တွေပြုတ်လောက်ရအောင်မေတချို့တလေတွေဆိုရင်တော့အလုပ်လေးတိတ်များများပြပြမရှိတဲ့လူတွေလေးရှိကောင်းရှိနေမည် အလုံးရှိတဲ့သူဆိုရင်လေကိုယ့်ရဲ့စိတ်ကိုအလုံးမှာနှစ်ထားပါအလုံးမရှိတဲ့သူဆိုရင်လေကိုယ်ဝါသနာပါတဲ့အရာတစ်ခုကိုတော့ပြုလုပ်စေရှင်ပါတယ်အလုံးလုံးတည်ဆိုတာကငွေရဖို့ရှိတက်တက်မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ပျော်ရွှင်ကောင်းမွန်နေဖို့အတွက်ပြုလုပ်စေရှင်တာဖြစ်ပါတယ်ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေတဲ့အခါကိုယ့်ရဲ့စိတ်ဟာစိတ်ညစ်မနေတော့ဘဲငွေရသည်ဖြစ်စေမရသည်ဖြစ်စေလေဂရုစိတ်မနေတော့ဘဲကိုယ့်ရဲ့စိတ်ဟာအလိုလျောက်ပျော်ရွှင်မှုတွေရရှိစေပါတယ် ကိုယ့်အနေနဲ့ဘာအလုပ်ပဲလုပ်လို့အလုပ်လုပ်နေစဉ်ကာလအတွင်းမှာတစ်ဖက်လူကိုတတိယတာတွေတွေးမိတာတွေဖြစ်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာစိတ်ကိုအရင်ကြီးတင်းမထားပါနဲ့။သူ့အကြောင်းကိုငါလုံးဝမတွေးဘူး။လုံးဝငါသတိမရဘူး။အဲ့ဒီလိုပုံစံမျိုးလေးအရင်ကြီးတင်းတင်းကြဲကြဲကိုယ့်ရဲ့စိတ်ကိုမပြုတ်လောက်ပါနဲ့။သူ့အကြောင်းကိုတွေးမိတယ်ဆိုရင်ပင်အော်ငါသူ့အကြောင်းကိုတွေးမိတာပါလားဆိုပြီးတော့အဲ့ဒီနေရာမှာကိုယ့်ရဲ့အတွေးကိုရဲလိုက်ပြီးရင်တခြားကိုပြုတ်လို့ဇာရှိတာကိုပြုတ်လို့ပါ ဒီလိုပြုလုပ်နေရင်းနဲ့အလုံးမှစိတ်ဝင်စားသွားတဲ့အခါအလုံးထစ်ကိုကိုယ့်ရဲ့အာယုံစုစိမ့်မှုရောက်ရှိသွားပြီဆိုရင် သူ့ကိုတွေးနေတဲ့အတွေ့ကအလိုလျောက်ရက်တင်သွားပါလိမ့်မယ်။နောက်အချက်တစ်ခုကတော့ကိုယ့်ကိုချစ်ခင်တဲ့သူတွေနဲ့စကားပြောပါ၊ရီမိုးပါ။သူတို့တွေနဲ့အတူတကွသွားလာလှုပ်ရှားနေထိုင်ပါ။ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုမချစ်ခင်သီးတိုင်အောင် ကိုယ့်ကိုချစ်ခင်နေတဲ့လူတွေရှိပါတယ်။ဒါတွေကိုတော့အသိအမှတ်ပြုဖို့လိုပါတယ်။ ကိုယ့်ရဲ့မိษွေအပေါင်းအသင်းတွေကိုယ့်ရဲ့ဆွေမျိုးတွေကိုယ့်ရဲ့မိသားစုတွေဟာကိုယ့်ကိုဘလောက်ချစ်ခင်နေကြောင်းကိုယ့်ကိုဘလောက်လိုအပ်နေကြောင်းလိုရှင်နေကြောင်းတွေကိုတော့အသိအမှတ်ပြုစီရှင်းပါတယ်ဒီလိုအသိအမှတ်ပြုမှသာလျှင်ကိုယ့်စိတ်ထေးကကိုယ့်ဟာသူများတွေရဲ့လိုရှင်မှုကိုခံရတဲ့သူချစ်ခင်မှုကိုခံရတဲ့သူတယောက်အဖြစ်မိမိကိုယ်ကိုအသိအမှတ်ပြုနိုင်လာမှာပဲဖြစ်ပါတယ်ကိုယ့်အပေါ်ချစ်ခင်တဲ့သူတွေကိုအသိအမှတ်ပြုလိုက်ရှင်းကကို့အတွက်ကောင်းကျိုးတွေအများကြီးဖြစ်စေပါတယ် ပြီးရင်နောက်အချက်တစ်ချက်ကပင်းရှင်သွားတာတွေလီကောင်းလီသိမ်းရတဲ့နေရာတွေကိုသွားတာတွေကိုယ်အတွက်စိတ်ရှင်းသာမိနေရာတွေကိုသွားတာတွေကိုတော့ပြုလုပ်ပေးပါတချို့တလေတွေဆိုရင်ဖျားသွားပြီးပတိစိတ်တွေတချို့ဆိုရင်ပင်လီကင်းရှိကိုသွားမင်းတချို့ဆိုရင်လီကောင်းလီသိမ်းရတဲ့နေရာတွေကိုသွားမင်းတချို့ဆိုရင်အဲဟိုလှပတဲ့ပင်းရှင်တွေမှာလန်ရှောက်မင်းစသဖြင့်ပေါ်တော့ပုံစံအမျိုးမျိုးနဲ့ကိုယ်နဲ့အဆင်ပြေတဲ့နေရာတွေကိုသွားပေးပါ ဒါတွေကလေကိုယ့်ရဲ့စိတ်ရှင်းသာမှုကိုအထောက်အကူဖြစ်စေပါတယ်။ဟုတ်ပြီဒီလိုနဲ့ညအိယာဝင်တော့မေဆိုရင်ဘာသာရေးများများလုပ်ပါ။ကိုယ့်အနေနဲ့ဘေးဘာသာကို ကိုးဝေတလေကိုကိုးဝေတဲ့ဘာသာရေးတွေကိုများများပြုလုပ်ပေးပါ။ပြီးတော့သူ့အကြောင်းနဲ့ပတ်သက်လို့ဘာမှမစဉ်းစားနိုင်အောင်တခြားအလုပ်တွေနဲ့အလုပ်ရှုပ်နေပေးပါ။အကောင်ဆုံးကတော့ဘာသာရေးကိုစိတ်ထင်းမှနှစ်ထားပြီးရင်အိပ်ပျော်သွားတာကတော့အကောင်ဆုံးဖြစ်ပါတယ်။ ဒါတွေကတော့အသေးကွေးနေတဲ့အခါလက်တလုံးအရှိအနေမှာပြုတ်လုံဆောင်ရရမယ့်အရာတွေပဲဖြစ်ပါတယ်။ဒီလိုပြုတ်လုံရှင်အပြင်စိတ်ခင်စားချက်တွေကို အများကြီးတက်တာစေပါလိမ့်မယ်။ဆက်နေပြီးရင်အသေးကွေးနေသူတို့အတွေ့ပြုတ်လုံရမယ့်ဒုတိယအချက်ကိုပြောပြပါမယ်။ဒီဒုတိယအချက်ကတော့လက်တလုံးအရှိအနေအတွက်မဟုတ်တော့ပါဘူး။နောက်ခါနောက်ခါကိုယ့်အနေနဲ့ဘလို့ဆက်လက်နေထိုင်သွားရမလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်။ ။ရှေ့ကပြောခဲ့တဲ့လက်တလုံးအရှိအနေကိုတော့တလားတင်းသည်နှစ်လားတင်းသည်သုံးလားတင်းသည်စသည်ဖြင့်ပြုလုပ်လို့ရပါတယ်။ကိုယ်စိုက်ကလေးတည်ငြိမ်လာသည့်အထီတော်ပြုလုပ်ပါ။ကိုရဲစိတ်ခင်စားချက်တွေဟာအရင်ကလောက်ဆိုးဆိုးဝါးဝါးမဟုတ်ဘဲနဲ့အတိုင်းအတာတစ်ခုလောက်ထိတည်ငြိမ်လာပြီဆိုရင်ဒုတိယအဆင့်ကိုသွားကြပါမယ်။ဒီအဆင့်မှာတော့အရင်တုန်းကလိုတုံးအားမနေဘဲနဲ့အသိဉာဏ်ရှိရှိနေထိုင်ဖို့ပဲလိုအပ်ပါတယ်။ ။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်ဒီလိုအသေးကွေးတဲ့လူတွေထားခိခင်ရတဲ့လူတွေဟာတစ်ဖက်လူအပေါ်မှာအများကြီးပေးဆဲခေကြတယ်။အများကြီးကောင်းပေးခေကြတယ်။ဘလောက်ပဲပေးဆဲပေးဆဲဘလောက်ပဲကောင်းပေးကောင်းပေးအချိန်တင်ရင်ထားခိခင်ရတာပဲမဟုတ်ဘူးလား။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့သိရမှာကကိုမဟုတ်တဲ့တခြားလူအပေါ်မှာဘာမှပေးဆဲနေစရာလေးမလိုတလို့ဘာမှကောင်းပေးနေစရာလေးမလိုဘူး။ ဒီလိုပေးဆဲနေဒီလိုကောင်းပေးနေဆိုတာကလေသူ့ကိုလို့ရှင်တော့မဟုတ်ဘူးလားသူ့ကိုလို့ရှင်နေဆိုတာသူ့အနာမှာနေရှင်တာသူ့နဲ့အတူတကွာပြောဆိုဆက်ဆံနေရှင်တာသူ့နဲ့လက်ထက်ရှင်တာအဲ့ဒီဟာတွေအကုန်လုံးပါတယ်လေဒီတော့သူ့ကိုလို့ရှင်နေဆိုတာကလေသူ့ပေးမှရမှာလေအဲ့ဒီတော့သူ့များပေးမှရလာတာတွေကိုမမျှော်လင့်နဲ့ဆိုလိုတာကတခြားသူစီကဘာတစ်ခုကိုမှမမျှော်လင့်နဲ့ တခြားသူတွေစီကဘေးအရာကိုမှရယူလို့တဲ့စိတ်နဲ့ဘာတစ်ခုကိုမှမပြုတ်လို့ပါနဲ့တစုံတရားကိုတစုံတစ်ခုပြုတ်လို့ပေးရှင်ဟာသူ့ဖက်ကရသည်ဖြစ်စေမရသည်ဖြစ်စေ စေတနာတင့်တင့်နဲ့သာပြုတ်လို့ပေးပါကိုယ့်ရဲ့စိတ်ထေးကစေတနာမသိရင်ဘာမှမပြုလုပ်ပါနဲ့သူ့ဖက်ကတစုံတစ်ခုလိုရှင်တဲ့ဇောနဲ့ဘာတစ်ခုကိုမှမလုပ်စီရှင်ပါဘူး ကိုမဟုတ်တဲ့လူတယောက်စီကအချစ်ကိုရရှင်တော့ကိုစီကဘာမှလေးပေးဆဲနေစရာမလိုပါဘူး။ဒါအပြင်တခြားလူတယောက်ကိုကိုဖက်ကဘာတစ်ခုမှလေးအလိုက်သီးပေးနေစရာမလိုဘူး။သူကောင်းမှကိုကောင်းပေးပါ။သူမကောင်းနေတဲ့ရွေးကိုဖက်ကဘာတစ်ခုမှကောင်းနေစရာလေးမလိုပါဘူး။အဲ့ဒီတော့သူများကိုပေးဆဲနေမိအစားမိမိကိုကိုပေးဆဲပါမိမိကိုကိုစီမာပေးယဉ်နေမြုံနေပါ။ အသေးကွေးတဲ့အတွေ့အကြုံတွေခံစားမှုတွေလူတွေကသူများတွေထက်ပိုပြီးရင်ကိုယ့်ဘဝတိုးတက်ရတိုးတက်ချောင်းတွေကိုပြုလုပ်ဖို့လိုပါတယ်။တချို့ psychology စကားတွေမှာတော့ဒီလိုအခြေအနေမျိုးတွေမှာကိုယ့်အနေနဲ့တိုက်တဆိုင်ပြောက်ကွေသွားဖို့လိုအပ်တယ်လို့ပြောပါတယ်။ဒီစဉ်ကတော့တိုက်ဆိုင်နေစရာမလိုဘူးလို့လေးထင်တယ်။ဒါပေမဲ့ဆူငယ်နေစရာလည်းမလိုဘူး။သူ့ကိုလုံးဝလေးအနှောင့်အယှက်ပြုလုပ်မနေနဲ့ သူဖက်ကဆိုရှယ်မီဒီယာတွေမှာဘလော့ထားတာတွေဆိုရင်လေကိုယ့်ဖက်ကနာကျင်စရာတွေဖြစ်တယ်အဲ့တော့သူ့ဟာသူဘလော့သည်ဖြစ်စေမဘလော့သည်ဖြစ်စေဘာတခုကိုမှဂရုမစိုက်နေနဲ့ဆိုရှယ်မီဒီယာကိုတုံးလိုက်တဲ့အခါသူ့ရဲ့အကောင့်တွေကိုပြင်ကြည့်ဖြစ်တာတွေရှိကောင်းရှိနိုင်မယ်အဲ့ဒီလိုဖြစ်တဲ့တည်ဆိုရင်လုံးဝဆိုရှယ်မီဒီယာထက်လေတက်နေစရာမလိုဘူးကိုအနေနဲ့ဒီဆိုရှယ်မီဒီယာကိုမဖြစ်မနေသုံးရှင်တွေဆိုရင်တော့အကောင့်အသေးဖွင့်ပြီးရင်မိတ်ဆွေသေးရှာပြီးရင်အသုံးပြုပါ သူ့ဖက်ကဘလော့ထားလို့ငါဖက်ကဘလော့မင်းသူ့ဖက်ကဘလော့တွေဖြီလာအောင်ငါစ조사မင်းစသည်ဖြင့်ဘာတစ်ခုမှမပြုတ်လောက်ပါနဲ့သူနဲ့ပဲတဲ့တာတွေကိုလုံးဝဂယုမစိမ့်ပြင်းနဲ့လျှင်းလျူရှုပါပြီးရင်ကိုမောကတိုးတက်ရတိုးတက်ချောင်းပဲပြုတ်လောက်ပါဆိုင်းနေနေပြီးရင်မိမိကိုကိုဂျောင်းပိတ်နေစရာမလိုပါဘူးဆိုင်းနေနေရှင်ကမှေးမှိန်သွားစေပါတယ်အောင်မြင်မှုတွေတိုးတက်မှုတွေရရှိရှင်ကတော့ပို့ပြီးကြေလောင်တဲ့အသင်ကိုဖြစ်စေပါတယ် ဒါကြောင့်အတိတ်ကိုအတိတ်မှာထားခဲ့ပြီးရင်ပုံမတိုးတဲ့ကောင်းဝင်တဲ့ဘဝစီကိုရအောင်သာကြိုးစားပါပုံမတိုးတဲ့ကောင်းဝင်တဲ့ဘဝတစ်ခုကိုရဖို့အတွက်တစ်နှစ်တည်းသီးနှစ်နှစ်တည်းသီးသုံးနှစ်တည်းသီးတော့ကြိုးစားရပါလိမ့်မယ်။ဝိသမားတွေကသူများထက်ပိုပြီးရင်ကြိုးစားရမယ်ဆိုတာကိုသိပေပါ။အခုနောက်ဆုံးပြောမယ့်စကားကတော့အရင်အရေးကြီးတဲ့စကားဖြစ်ပါတယ်။အဲ့ဒါကတော့မိမိကိုကိုချစ်ပေးဖို့ပဲလိုအပ်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုရင်မိမိကိုယ်ကိုချစ်မှတခြားသူတွေကမိတ်ဆွေကိုချစ်လာမှာဖြစ်ပါတယ်။တခြားသူတွေဆိုတဲ့နေရာမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့အိမ်ထောင်ဖဲအဲ့ဒီလူတွေအကုန်လုံးပါဝင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် လူတွေဟာကိုယ်ခံစားရတဲ့ energy အတိုင်းသူတို့လေးကိုယ့်အပေါ်ခံစားပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့မိမိကိုယ်ကိုချစ်ခင်မှတခြားသူကကိုယ့်ရဲ့ energy ကိုခံစားပြီးရင်ကျွန်တော်တို့ကိုချစ်ခင်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မိမိကိုကိုမချစ်သေးသရွေ့ဘသူကမှလေမိဆွေကိုချစ်လာမှာမဟုတ်ပါဘူးမိမိကိုကိုမလေးစားသေးသရွေ့ဘသူကမှမိဆွေကိုလေးစားလာမှာမဟုတ်ပါဘူးမိမိကိုကိုတင်ဖို့မထားသေးသရွေ့ဘသူကမှလေမိဆွေကိုတင်ဖို့ထားလာမှာမဟုတ်ပါဘူးဒါအပြင်မိမိကိုကိုရွေးရှည်မှုမပြုတ်လို့သေးတဲ့၍ဘသူကမှလည်းမိတ်ဆွေကိုရွေးရှည်လာမှာမဟုတ်ပါဘူး ။ရွေးရှင်မှုပြုလုပ်တာနဲ့ပတ်သက်ပြီးဒေးစီပြောစရာလေးတခုကျင်လိုက်ပါသေးတယ်။အဲ့ဒါကကျွန်ုပ်တို့ဟာနေ့စဉ်နဲ့အမျှနေထိုင်တဲ့အခါလူတွေနဲ့ဆက်ဆံတဲ့အခါမိမိကိုယ်ကိုစီးတွေဘောင်တွေခက်ထားဖို့လိုအပ်ပါတယ်။အဲ့ဒါကဘလို့ပုံစံမျိုးလေးဆိုရင်ငါ့ကိုဒီလိုပုံစံမျိုးမဆက်ဆံနဲ့ဒီလိုပုံစံမျိုးဆက်ဆံရင်နင်းကိုငါထားသွားမယ်နင်းနဲ့ဆက်လက်ပြီးမပေါင်တင်တော့ဘူးမပဲ့တဲ့တော့ဘူးအဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုစီးတွေပေါင်တွေထားပါ ဒါသည်ပင်ရင်မိမိကိုယ်ကိုရွေးရှည်လိုက်တာပဲဖြစ်ပါတယ်။ဥပမာဆိုကြပါစို့ကိုယ့်ရဲ့ချစ်သူကသူ့ရဲ့ရည်စားအောင်တဲ့အဆက်အသွယ်ပြုလုပ်နေတယ်။ဒါကိုကိုမကြိုက်ဘူး။ကို့အနေနဲ့မခင်ရှင်ဘူး။မနှစ်သက်ဘူး။ဝင်းနေတွေလုံးဝသဘောမချဘူး။အဲ့ဒီအချိန်မှာကို့ဖက်ကပြက်ပြက်သားသားပြောဆိုလိုက်ပါဘလို့ပြောဆိုရမလဲဆိုရင်နင့်ရဲ့ရည်စားဟောင်းနဲ့နင်းအဆက်အသွယ်ပြုတ်လုံနေတယ်ဆိုရင်ငါထားသွားမယ်။ငါ့ကိုချစ်ရင်ဒီအလုပ်ကိုရှောင်ပေးပါ။ဒီလောက်ပါပဲ။ကို့အနေနဲ့ သူ့ဖက်ကထားသွားမှာကိုဆိုလို့စိတ်ဆင်းရဲခင်ပြီးသူ့ရဲ့ရီးစားဟောင်းနဲ့အဆက်အသွယ်ပြုတ်လုံနေတာကိုသိခင်နေစရာမလိုဘူး။အဲ့ဒီလိုပုံစံမျိုးကိုမကြိုက်တဲ့အကြောင်းအရာတွေကိုတစ်ဖက်လူကို ခွင့်ပြုပေးနေစရာမလိုဘူး။သူများကကိုကိုထားသွားမှဆိုတော့သူများတကရဲ့အလိုကိုလိန်လျောပေးနေတာကတော့ကို့အတွက်အရင်ပြင်မဲပါတယ်။ဒါကြောင့်ဒီလိုပြင်မဲမှုတွေကိုမခံပေးနဲ့မိမိကိုကိုစီးတွေပေါင်းတွေထားပါ။ ကိုမကြိုက်တာပြုတ်လောက်လာပြီဆိုရင် ကိုဖက်ကမြင်မြင်ဆင်ဆင်ဖြစ်နိုင်အောင်ကြိုးစားပါအဲ့ဒီလိုဖြစ်နိုင်ဖို့အတွက်လေဘသူကမှကိုကိုချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေမိမိကိုကိုမိမိချစ်ခင်ရှင်အဖြစ်လုံလောက်စွာ နေတယ်ဖို့တော့လိုအပ်ပါတယ်တဖက်လူကိုချစ်တယ်ဆိုတာကကျွန်ုပ်တို့အနေနဲ့ထမင်းငဲ့နေလို့ချစ်တာမဟုတ်ပါဘူး။စာဝဲနေမပြေလေတော့လေတခြားသူကိုချစ်နေကြတာမဟုတ်ပါဘူး။ အဓိကသောချက်ကတော့အချစ်ခင်ရှင်တဲ့စိတ်နဲ့ပဲတခြားသူတယောက်ကိုချစ်နေကြတာဖြစ်တယ်။ဒါကြောင့်အရေးကြီးတာကမိမိကိုယ်ကိုချစ်ဖို့ပဲလိုအပ်ပါတယ်။ဒီလိုမိမိကိုယ်ကိုချစ်တာကိုဘလောက်ထိပြုလုပ်သွားမလဲဆိုရင်ဘသူကပဲချစ်ချင်းမချစ်ချစ်သူများတွေကိုလည်းအားကျနေစရာမလိုဘူးကိုတယောက်ဒီနေ့ကိုပျော်ရွှင်နိုင်အောင် လုံလောက်နိုင်အောင် အထီးကိုသွားရမှာဖြစ်တယ်။ ဒီလိုတခြားသူတွေစီကအချစ်ခင်ရဖို့အချစ်မခင်ရဖို့အဲ့ဒါတွေကိုဂယုမစိတ်ပြီးနဲ့မိမိကိုယ်ကိုတယောက်တည်းပျော်ရွှင်လာတဲ့အခါစိတ်ရှင်းသာမှုတွေကလည်းအများကြီးရလာပါလိမ့်မယ်။အဲ့ဒီအချိန်မှာမိတ်ဆွေကိုလိုချင်တဲ့သူတွေပေါ်လာပါလိမ့်မယ်။ချစ်ခင်တဲ့သူတွေပေါ်လာပါလိမ့်မယ်။အဲ့ဒီအချိန်မှာကိုနားမှာတစုံတယောက်ပေါ့နော်ကိုချစ်တဲ့သူကကိုနားမှာမြင်းစီပေါ်အတွက်ကိုကလိုက်ထိုင်းနေစရာမလိုတော့ပါဘူး သူတို့ကပဲမိတ်ဆွေကိုသူတို့နားမှာမြင်းနေဖို့လိတ်ထိုင်းထားရပါလိမ့်မယ်။နောက်ဆုံးအနေနဲ့မိတ်ဆွေတို့ကိုပေးရှင်တဲ့ message က တဆုံးတယောက်တော့သူကိုချစ်ခင်ရတဲ့သူကိုကိုနားမှာမြည်စီရှင် သူတို့ကိုလိတ်ဆွေးနေစရာလေးမလိုဘူးလိတ်ထိန်နေစရာလေးမလိုဘူးမိမိကိုကိုပျော်ရွှင်စွာနေရှင်အပြင်တခြားသူတွေဟာကိုနားမှာမြည်နေပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်